တရားမျှတမှုရှိဖို့တော်တော်ကိုလိုနေပြီတရားမျှတမှုမရှိဘဲနဲ့ငါလုပ်ပိုင်ဝင်ရှိလို့ငါလုပ်လို့ရလို့ဆိုရင်တော့တနေ့နေ့တစ်ချိန်ချိန်မှာနံပါတ်ရရောနေရာရရောအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှဲ့တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်သူကပြည်သူလူထုကိုလုံခြုံရေးပေးမင်းတို့ဒီလမ်းကိုသွားဖို့အတွက်ငါတို့လုံခြုံရေးပေးမယ်။တော့ငါတို့ကိုလည်းပြန်ကြည့်တကယ်ရှမ်းဘွယ်စီဆိုလဲ ကျွန်တော်သိတာပဲသိရပတ်စံတောင်တောင်ယူလဲပေးတယ်ကျွန်တော်တောင်ဆိုတော့တော်တော်မရိုင်းပါတယ်9000ယူလဲပေးတယ်ဗျာနော်အဲ့လိုမျိုးတွေဒါလှုပ်ရှားလို့ရမယ်ဆိုရင်တခုတော့ရှိတာပေါ့ဥပဒေနဲ့မလုပ်ခင်းနဲ့လုပ်တော့မလုပ်နဲ့လေနိုင်ငံတော်ကတရားဝင်အခွန်ဆောင်ထားတာတို့ဘာလို့ဆိုရင်တော့လုပ်ပေါ့နောက်တစ်ခုကဘဒူးရဲဆောက်မှာရှိနေတယ်ပေါ့နော်တချို့တော့ရဲတွေစကားကိုမျိုးမျိုးမပြောပါနဲ့ ရဲဆိုရင်စကားကိုဖာချင်းဖာချင်ကြံပြီးတော့မပြောပါနဲ့နော်ဒီရက်စောက်ရက်စောက်ရက်စောက်ဘက်ကရဲတွေတော်တော်များများပါတော့ကျွန်တော်ပြောတာကကျွန်တော်ပြောတာကိုခမားတို့စိတ်မစိုးနဲ့ခမားတို့ကျွန်တော်တခုပြောထားမယ်နော်ရက်စောက်ဘက်ကရဲတွေစကားကိုဘလောင်းပလဲမပြောပါနဲ့ယောက်ျားပိသားပါယောက်ျားလို့ကြင်ကြံနေတိုင်းပါနော်ဖာချင်းဖာချင်နဲ့ဟိုရှေ့ရောက်ရင်ဟိုတို့မျိုးပြောတယ် ီချက်ရောက်ဒီဒီမျိုးပြောရဲဆိုတာအဲ့ဒါဖာချင်းဖာချင်းစကားเนาะကျွန်တော်ကဟိုနိုင်ငံတနိုင်ငံမှာကျွန်တော်တို့ဝန်ထမ်းတွေအားလုံးဒီပြည်သူလူထုကိုပြန်ကြည့်ပြီးတော့မှတတိငယ်ငယ်နဲ့တွားလာမယ်လှူရှားမယ်ဖြစ်သည့်ဖြစ်တဲ့အရာကိုဖြစ်ရမယ်ဆိုလို့ရှိရင်တော့တိုင်းပြည်ငြိမ်းချမ်းဖို့ကတိတ်မဝေးပါဘူးလက်ရှိအားက ် PDF တွေကမြန်မာတိုင်းသားမြန်မာနိုင်ငံထဲကတိုင်းသားတဦးဖြစ်တဲ့ဗမာ PDF တွေနော်ပါသွားလို့ဗိုလ်ချုပ်နေဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်ပြောခဲ့ပါတယ်ဗမာတွေသဘုံမထမကြမချင်းတိုင်းပြည်အေးချမ်းချမ်းပဲလက်နက်ကိုင်တိုင်းသားတွေရာလဲသူတို့ကလည်းသူတို့နေရာမှာသူတို့တော့သူတို့လမ်းအောင်ဖြစ်ရင်သူတို့တထောင်တောင်းရင်တောင်းမယ်နထောင်တောင်းရင်သုံးထောင်တောင်းရင်တောင်းကြမှာပဲလေအခုတက်မလို့ကလည်းသိတာပဲလေမိုင်းတော်မှာတက်မလို့ရှိတာပဲ ဲ့မိုင်းတောင်နဲ့အခုဒီတောင်ကြီးကနေပြီးတော့မှသွားတဲ့လမ်းထဲမှာလည်းရှိတာပဲအားလုံးကအရှင်ပြေပြေပဲပြည်သူလူထုကလည်းကျေနပ်တာပဲသွားကြလာကြစားကြတော့ကြဒါပေမဲ့တပတ်အဖွဲ့စည်းကနေပြီးတော့မှအမင်းတို့ဘာတင်လာတာလဲအဘာလို့လာတာလဲအဘာဖြစ်တာလို့ညာဖြစ်တာလို့တောင်းရင်ကဲမလို့သားဆိုရင်ပုံရိပ်ကြတာပေါ့ဗျာဟုတ်တယ်မလားအာငါတို့ဟိုရှမ်းဂိတ်တွေကိုဖျက်ခဲ့တာကွာ အဲ့တော့တထောင်ပေးလိုက်ယူတယ်2000ပေးလိုက်ယူတယ်3000ပေးလိုက်ယူတယ်5000ပေးလိုက်ယူတယ်1000ပေးလိုက်ယူတယ်ဥမာတခုအာငါတို့ငါတို့ကမြန်မာတက်မတော်စစ်စိုးမြန်မာတက်မတော်စစ်တပ်ကိုဖျက်ခါမှာနော်မြန်မာနိုင်ငံရဲ့ပြည်ထရေးလောက်ခံမှာရှိတဲ့ရဲကိုဖျက်ခါကြမှာငါတို့ဘာဖြစ်လဲညာဖြစ်လဲတောင်းတော့ကြတော့အဲ့ဒီမှာ ქვენ တာပဲကျွန်တော်တို့ကနော်အဲ့မှာပြန် ქვენ တာပဲအဲ့တော့ကြတော့ 南疆婆呀，南疆婆嘛，死 <noise> 的，人来干干你喽。阿古苗屋里，阿些人嘛，伊嘛死的，人来干你，既然有为干干，不为干干，人来干你罗，苗伊婆呀，比如路边子的，人来干会死的，所以，老的，谁欠那呀么的？ အခုကအဲ့လိုမဟုတ်တော့ဘူးအခုကဘီဒီအက်ကလည်းတမျိုးထားတာတောင်းကြတယ်တောင်းကျင်တယ်လို့တောင်းမယ်အကေယံယူကလည်းတောင်းကျင်တယ်လို့တောင်းမယ်ကေယံလည်းတောင်းကျင်တယ်လို့တောင်းမယ်အဲ့လိုဆိုရင်ကျွန်တော်နိုင်ပြည်ကျွန်တော်နိုင်ငံကဘယ်လိုလုပ်ဒီလက်နက်ကအကြမ်းဖက်တောင်းကျသူတွေလက်နက်ကိုင်တိုင်းသားတွေဘယ်လိုလုပ်ချုပ်ငိမ့်ပါလဲနော် ခမောတခါလေးကြာရင်အတူယူစရာရှိတာကိုယူပါတင်းစရာရှိတာကိုတင်းပါကျွန်တော်တို့ကဒါလမ်းပေါ်မှာမျက်မြင်ကိုတွေ့ကျွန်တော်ကိုယ်တိုင်သွားခဲ့တာကျွန်တော်ဖမ်းမလားလို့ကျွန်တော်ဟာကြည်နေတာကျွန်တော်အသေးစားကြည်နေတာကြည်တော့ဘယ်ရလာလဲတဲ့တောင်ကြီးရလာတယ်လို့ဘယ်သွားမလဲတဲ့အခုလက်ရှိဒီညမှာခြေသီးမှာသွားမယ်လို့မိုင်းအောင်လို့ခြေသီးလို့ပေါ့ဗျာလို့ပြောကျွန်တော်လည်းပြောရတာပေါ့ဟုတ်ပြီရပြီတဲ့ ဘာမှလည်းမပြောဘူးအော်တောင်းတာတော့ဗျာပေးပေါ့နော်တောင်းတာတော့တောင်းတောင်းတော့ဘာမှမပြောတာကျွန်တော်ဒီနေ့ဒီမှာကျွန်တော်မှာဓပုံနေရှိတယ်နော်ကျွန်တော်ခြေသေးနေတော့မိုင်းနံပါတ်၄ပါကျွန်တော်ကဆောက်သွားတယ်ကျွန်တော်လည်းတိုင်းပြည်ရဲ့အခြေအနေကိုကျွန်တော်သိကျင်တယ်လေကျွန်တော်အသက်ကိုစွန့်ပြီးတော့မှကျွန်တော်မှကျွန်တော်တခြားနည်းမျိုးစုံနဲ့ကျွန်တော်မှကျွန်တော်လေ့လာမယ်သင်သွန်သင်မယ်ကျွန်တော်ပြမယ် ကျွန်တော်ဓာတ်ရိုက်လွတ်လို့မရသေးတဲ့အချိန်နေမလို့လေဓာတ်ရိုက်လွတ်လို့ရသေးတဲ့အချိန်တွေဆိုကျွန်တော်ကပြောမှာပေါ့မဟုတ်လားဒူးမှမဖမ်းဖမ်းမှဆိုတော့မပေါ့စစ်တပ်ကလူတွေကျွန်တော်ရမ်းချစ်တာအကိုကြီးအကိုကြီးလိုပဲနေတာအကိုကြီးကိုတွေ့နေတာကြာပြီလိုင်းပေါ်မှာအကိုကြီးကိုပဲတွေ့နေတာအဲ့လိုမျိုးဖြစ်နေတာဘယ်လောက်ကြီးကောင်းလဲဗျာဒီလားတိုင်းပြည်နိုင်ငံရဲ့လူမျိုးကတိုင်းပဲတခုတော့ရှိတယ်တချို့တော့ လှုပ်ရှားနေတဲ့လူတွေပေါ့နော်ကိုချင်းစာပါလို့ကိုချင်းစာရပါတိုင်းပြည်နိုင်ငံနဲ့လူမျိုးအခုမြန်မာပြည်တွင်းထဲမှာကျွန်တော်တို့နိုင်ငံမှာတိုင်းရင်းသားလက်နက်ကိုင်တောင်းကျန်းသူတပုံတွေရောဒီဘောနောတိုင်းရင်းသားလက်နက်ကိုင်ညီကိုတွေရောပြီးလို့ရှိရင်တချို့သောပြည်သူလူထုတွေရောကပြောကြတယ်သူတို့ဘာပြောလဲ တမာရီကတဲ့လူပါရန်ဝရတယ်ကျွန်တော်မေးကြည့်တယ်ဘလို့လူမျိုးတွေကလူပါရန်ဝရလဲလို့မေးတော့အကိုတဲ့အချို့လူတွေကပတ်စံလဲယူတယ်တဲ့အောက်တန်းလဲကြတယ်တဲ့အဲ့ဒါကျွန်တော်မိတော့မားတော့လို့တမတော်ကဘလို့လူတွေရှာလဲဆိုတော့ သူတို့ကတဲ့ပြပြလေးလေးညင်ညင်နိုင်နိုင်နဲ့ဆောင်ရွက်ပေးတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကာသမားတွေเนาะအချို့သောစီးပွားရေးလုပ်ငန်းရှင်တွေကလက်ခံနေတဲ့အခုကအဲ့လိုမဟုတ်တော့ဘူးတဲ့ခစ်ပြက်ကြီးထဲမှာတဲ့ခစ်ပြက်လေးလုတ်ပိုင်ဝင်ရှိတဲ့နေရာကိုယူထားတဲ့လူတွေကကြိုက်နေရဲ့တဲ့ အဲ့ဒါဘလို့လူမျိုးတွေလဲလို့ကျွန်တော်မေးတော့စားပြီးနားမလဲဘူးလေပြောရင်လေတဲ့ကျွန်တော်တို့ပဲလုံအောင်ကြမှာတဲ့အဲ့ဒါဘလို့လူတွေလဲဆိုတော့ယူတယ်ကိုတဲ့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိဘူးတဲ့အဲ့တော့တိုင်းသားတွေကမုန်းတာပေါ့တဲ့ကျွန်တော်စဉ်းစားမိလိုက်တယ်ကျွန်တော်ဒီလိုက်မှာတော့ဒါတွေကိုကျွန်တော်မပြောပါဘူးကျွန်တော်ကျွန်တော်ပြောတော့ပြောမှာပေါ့နော်ကျွန်တော်လည်းဒါက တရရက်မှာတော့ကျွန်တော်ကောင်းကောင်းဒါလေးကိုနိုင်ငံတော်ကြီးခဲ့တွေသိအောင်လည်းခြားပြမယ်ကျွန်တော်ပြောချင်တာကဟိုကျွန်တော်ပြောချင်တာຢາရူးတွေရောအတိအကျနဲ့ကျွန်တော်တို့ကပြောပြရပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့မှခံစားချက်မရှိပါဘူးကျွန်တော်တို့ကခံယူချက်နေပဲဟို တချို့တော့ဗောနော်ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာရှိနေလူတွေပြောကြတယ်ပေါ်တာတွေဆွဲကြတယ်အဲပေါ်တာတွေဆွဲကြတာကိုကျွန်တော်တို့ကမဆွဲလို့မပြောဘူးဆွဲပါဆွဲပြီးတကယ်ကိုနော်နိုင်ငံအတွက်ကာဝန်ထမ်းဆောင်မဲ့နော်ပဒါစာတွေကိုထည့်ပါလုံးကြပါအခုကအဲ့လိုမဟုတ်ဘူးဆွဲတယ် နော်နိုင်ငံတော်အကြီးအကဲတက်မလို့ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဦးမေအောင်လာအပါဝဲတက်မလို့ဒူးချုပ်ကြီးနော်နောက်တော့တက်မလို့မတော်ဝန်ထမ်းဆောင်နေရဲဘော်ကနေစားပြီးတော့ကာကွယ်ဦးစီးချုပ်ဝတိအရန်တိတ်ခါကြာအောက်မှာပေါ်တာတွေဆွဲနေနော်ခစ်တက်ကြီးထဲမှာလှုပ်ရှားနေတဲ့ဝန်ထမ်းတွေကျွန်တော်တို့ကွန်ပျူတာကြောက်တယ်ကြံမှန်ပြီးကြောက်တာနော် အဲ့တော့ကျတော့ခိမြက်ကြီးထဲမှာလှုပ်ရှားနေတဲ့လူတွေကိုကျွန်တော်တို့အစိုးရတရက်အနေနဲ့ထိန်းသိမ်းရပါမယ်အခုအခြေအနေတော်တော်ဆိုးလာပါပြီအောက်မှာတိုင်းပြည်တကယ်တမ်းကျရင်အေးချမ်းနေပြီတကယ်ကိုအေးချမ်းလာမှာဘာမှမဖြစ်ဘူးလာချိုးပြန်မရလို့လည်းဘာမှဖြစ်သေးဘူးအေးဆေးပဲကျွန်တော်တို့မသိနိုင်တဲ့လက်မဲကြီးတွေပေါ့နော်ရှိတယ် ဒီဘွားတွေဘွားတွေနောက်မှာဘယ်လိုရှိလဲ MND နောက်မှာဘယ်လိုရှိလဲသူတို့တွေဘာစကားတွေပြောလဲနော်တမာပီတွေတတီယိုစကားပြောတယ်လားကိုကန်စကားပြောတယ်လား TNN တွေစကားပလောင်စကားပြောတယ်လားအဲတမာပီတွေဆောက်ပိန်းနေလဲဘာမှအခုချိန်ထိနားမလဲဘူးအဘားတွေလည်းမဟုတ်ဘူးအဲအပြကြလည်းမလို့အဲ့ဒီအဘားတွေလုံပေးနော်အကုန်လုံးပြတာအဘားတွေခိုးတာလည်းသူတသက်လုံးတည်သူစားသွားလို့မရဘူးနော် ဲ့တော့တော့တိုင်းပြည်ကို အခုအခြေအနေမျိုးက အကောင်းဆုံးသိပြီပြီးတော့နားလည်နိုင်တော့မယ့်အခြေအနေကိုရောက်နေပြီတိုင်းပြည်ကတကယ်တမ်းကြားလို့ရှိရင် ပြုပြင်ပြောင်းလဲဖို့လွယ်လွယ်လေးပဲဒီလိုစစ်ပွဲကြီးတွေဖြစ်သွားတာလူတွေသိတယ်သိတယ်လူတွေသိသွားပြီစစ်ပွဲဖြစ်ရင်ဘာဖြစ်မလဲဘလို့ဖြစ်ရင်ဘလို့နေရာမှာရောက်ရင်ဘလို့ဖြစ်မလဲဒါမှမသိရင်လည်းနေကြပါဗျာနော်